အားလုံးပဲမင်္ဂလာပါဗျာကဒီနေ့က2025အောက်တိုဘာလ18ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကိုကျော်ကြီးကကိုကုံလေးကိုဖော်มาဗောနော်ကိုရဲ့ဂုံသိက္ခာကြီးအကြောင်းကိုပြောပြမှာပါအောက်မှာ comment လေးတချောင်းလာရေးသွားတယ်အဲ့ဒီ comment ကကိုကုံကိုဖော်မသူတော့တဲ့ကိုကျော်ကြီးကိုမသူတော့လို့ပြောသွားတယ်ဗောနော်အဲ့ဒီစကားကသူတော်ကောင်းကြီးရဲ့စကားမဟုတ်ပါဘူးသူရုပ်မာကြီးရဲ့စကားပါ သူယုံမာတွေကသူတော်ကောင်းတွေရဲ့ဒဏ်ကိုမခံနိုင်တဲ့ခါကျတော့အဲ့ဒီစကားကိုစပြီးတော့ကိုကုံကိုပေါ်တာကမသူတော်ပါဆိုပြီးထွက်တာဘယ်သူတော်ကောင်းကကိုကုံကိုဖို့မသူတော်လို့မပြောဘူးအဖြစ်လို့လဲဆိုတော့သူယုံမာစကားမှုလို့မပြောတာမြက်စွာဘုရားရဲ့ဂုံကိုတိနိုင်သောပုံကိုယ်တွေကမြက်စွာဘုရားပဲရှိတယ်ကျန်တဲ့ပုံကမြက်စွာဘုရားရဲ့ဂုံကိုမတိနိုင်ဘူးရှင်သာတိပုတ္တရာတော်မှာမြက်စွာဘုရားရဲ့ဂုံကိုအပြည့်စုံမတိနိုင်ဘူးမြက်စွာဘုရားသာလင်တိနိုင်တယ်ဒါကြောင့်မို့မြက်စွာဘုရားက ငါဖရားရဲ့ဂုံတွေကိုပြောကျင်လို့ရှိရင်စူလာတီလာမျက်စိမတီလာဆိုပြီးအဲ့လိုတီလာတွေခွဲပြောအဲ့ဒါဒီကပုထုဇဉ်တွေပြောနိုင်တဲ့တီလာတွေငါဖရားရဲ့ဂုံတွေကိုပြောမယ်ဆိုရင်ねငါဖရားကိုယ်တိုင်မျက်မှောက်ပြုပြီးတော့ထိုးထွင်းပြီးတိပြီးတော့ငါကိုယ်တိုင်စင်ကျင်သုံးသက်ပြီးဟောထားတယ်လွန်မတန်တိမ်မွေ့တော့နူးညံ့တော့သိနိုင်ခဲ့မြင်နိုင်ခဲ့တဲ့ဟောဒီမိစ္ဆာဒိဋ္ဌိတရားတွေကိုဟောပြပါတယ်အဲ့ဒါငါဖရားရဲ့ဂုံကိုပြောတာပဲတဲ့မြတ်စွာဘုရားရဲ့ဂုံကိုသိနိုင်တာဒီမြတ်စွာဘုရားပဲဒါကြောင့်မို့မြတ်စွာဘုရားကသူ့ဂုံကိုပဲသူ့ဖော်ပြီးပြောရတယ် ပြောရတဲ့ခါကျတော့မြတ်စွာဘုရားကကိုယ်ကုံကိုဖော်တာဖြစ်ချင်းကြောင့်မြတ်စွာဘုရားရဲ့ဂုံဒီဂုံတရင်ကချက်ချင်းပြန့်လွင့်သွားတယ်။ဘုရားဆိုတာဘလို့ပုံကိုလဲဆိုတာလူတွေမသိဘူး။ဒါပေမဲ့မျက်စိမှဒေတာတစ်ခုလုံးမှာဘုရားဆိုတဲ့ပုံကိုကြီးပွင့်နေပြီ။ဒီဘုရားဆိုတဲ့ပုံကိုကြီးကဘလို့ဂုံအင်္ဂါရက်တည်ရှိတယ်ဆိုတဲ့ဒီအတန်လေးကြားရယုံနဲ့နှလုံးသားတွေငြိမ်းချမ်းကြတယ်ဝမ်းမြောက်ခြင်းတွေဖြစ်ကြတယ်ကုသိုလ်စိတ်တွေဖြစ်ကြတယ်တချို့ဆိုရင်ပောက်ကုတာတိတို့လိုသူ့ဘာနေသူယဟန်ဝင်လာကြတယ် ဖះဆိုတာမမြင်ဘူးဒီဂုံလေးကြားဘူးယုံလုံးနဲ့ဒီဂုံပေါ်မှာတောက်ဝင်ယုံကြည်တဲ့စိတ်ဖြစ်ပြီးတော့ရဟန်းဝင်လာတာအဲ့တော့မြတ်စွာဘုရားရဲ့ဂုံတွေကိုကြားလိုက်တာနဲ့လူတွေကဖះပေါ်မှာအယံကြည်ညိုတဲ့သရတရားတွေဖြစ်သွားတယ်အဲ့ဒါအကြောင်းမလို့တစ်ဖက်သောမိစ္ဆာဒိဋ္ဌိအယူဝါဒရှိတဲ့လူတွေကယုံညံ့တဲ့သူတွေက မခံမရနိုင်နေဖြစ်တယ်လက်လာပါစီးပွားတွေပိတ်ဆို့လာတယ်ပျက်စီးလာတဲ့ခါကျတော့မခံမရနိုင်ဖြစ်ပြီးတော့ကိုကုံကိုဖို့မတူတော့ဆိုတဲ့ဇကားကိုတီထွင်လာယနေ့မြန်မာနိုင်ငံမှာလေစာရေးဆရာတွေအားစားတဲ့အဲ့ဒီလိုအောက်တန်းကြတဲ့ဇကားတွေပြောတယ်ကိုကုံကိုဖို့မတူဘာလို့သူတို့ကိုနိုင်ကယုံညံ့တဲ့ဇကားတွေပြောပြီးတော့ဂုံးတိုက်သွားကြတာလीအဲ့ဒီလိုဇကားပြောတဲ့လူတိုင်းကအကုန်လုံးကဂုံးတိုက်တဲ့ကောင်တွေပဲမယုံမရှိလိုက်ကြည့်လိုက်လူကပြောပြောရဟန်းကပြောပြောဂုံးတိုက်တဲ့ကောင်တွေကြည့်ပြီး ်ဒါကြောင့်မို့ကိုကုံကိုဖော်မသူတော်ဆိုတဲ့ဇကားကိုဘသူဒီပြောလဲဆိုလို့သူရုံမာဒီပြောတာယနေ့ကိုကြော်ကြီးပြောတဲ့ဇကားနေသည်ခမားတို့အလကားရတဲ့ဇကားတွေခမားတို့ရှိကဖုံးမေတထောင်လည်းမပေးရဘူးဟဟလာမြတ်စွာဘုရားကပညာနဲ့တမူဝံကြောင့်ပြုခြင်းကမြဲမြတ်တယ်လို့ပြောပြမိကိုကျော်ကြီးပြောတဲ့ပညာနဲ့ကိုကျော်ကြီးလောက်တော့အသိဉာဏ်ပညာမရှိဘဲနဲ့ယနေ့လောကကြီးထဲမှာလှုပ်ရှားနေတဲ့လူတွေကြီးကြီးတက်ချမ်းသာနေတဲ့လူတွေအများကြီးပဲ။ ကိုကျော်ကြီးကဘာလို့အဲ့ဒါကိုလုံမစားတာလဲလို့မေးလို့ရှိရင်မြတ်စွာဘုရားရှိရာအစီအနှစ်ကိုပဲကိုကျော်ကြီးလိုချင်တာအရဟတဘုံညံကိုပဲကိုကျော်ကြီးလိုချင်တာအဲ့ဒီအတွက်အဲ့ဒီလမ်းကိုသွားမှဖြစ်တဲ့အတွက်မြတ်စွာဘုရားအဆုံးအမတိုင်းပဲနေတယ်မြတ်စွာဘုရားကဘာအဆုံးမလဲဆိုတော့လက်လာဘကယဟန္တာကိုတော့မှအန်တရယ်ပေးတယ်တဲ့ဒါကြောင့်မလို့ခမရတို့ရှိကဘာလက်လာဘပူဇော်တက်ကာရကိုမှကျုပ်ကလက်မခံခြင်းဖြစ်တယ်အဲ့ဒီဟာနဲ့ပတ်စံရှာစားရအောင်လေမြတ်စွာဘုရားဒီတရဝါးတွေကိုဝိစင်းရဲကနေလုကင်းအောင လှုပ်သွားတဲ့တလျှောက်လုံးမှာငွေနဲ့လဲမစားသွားဘူးသူ့ဘာသူတပိတ်ကလေးပိုက်ပြီးစွန့်ခံစားသွားတာတိတ်တရာပေါက်လို့လာလှူရင်စွန့်ကိုစားတယ်ကြံတဲ့အချိန်တော်တော်များများကမျက်စွာဖျားတပိတ်ပိုက်ပြီးစွန့်ခံစားတာသူ့ရဲ့တရားဓမ္မတွေကိုဖြန့်ဝေရတဲ့အတွက်ငွေနဲ့အလဲလဲမလှုပ်သွားဘူးဒီလိုမြင့်မြတ်တဲ့ဂုံတွေကိုကိုကျော်ကြီးကနှိမ့်တတ်တာဖြစ်ခြင်းနဲ့နှိမ့်တတ်တာဖြစ်ခြင်းကြောင့်အတုပ်ပြုတ်ပြီးတော့လိုက်ပြီးတော့ခြင်းညာအားထုတ်တာကိုကျော်ကြီးရဲ့ပန်းနိုင်သည်အရဲတဖို့ပဲအဲ့တော့လောကကြီးထဲမှာ လူတွေကတချို့ကအောက်ကနေလာမှန်းဟာဒါလေးဖြည့်ပြီးပါဗျာခမရကမဖြည့်ရှင်ဘူးလားဆိုတကယ်တော့ကိုကျော်ရှိရှိရာဇကားတွေကိုမင်းတို့ကရိုးရိုးကြိုးကြိုးနဲ့ရှစ်ခိုးဥချပြီးတောင်းပန်ပြီးတောင်းတောင်းဆိုရမှာကိုကျော်ကြီးတို့ကမြင်ဘူးလေလူတွေအများကြီးကိုတချို့တင်ကန်ဝတ်ထားတယ်ဗာပညာမှမရှိဘူးလူတွေစိတ်တိုင်းကြလိုက်ပြီးဇကားတွေကိုမဟုတ်တန်းတရားတွေလိုက်ပြောတာပြောပြီးကြည်ကြည်တက်ချမ်းသာသွားကြတယ်ဒါတွေလည်းမြင်ဘူးလေကိုကျော်ကြီးတို့တငယ်ချင်းတယောက်ကားကိုငှားစီနေတဲ့ဘေးဒင်းဆရာတယောက်ရဲ့တနစ်တာ တက်စီ9ကကတသိန်းအထက်မှာရှိတယ်။ကိုကျော်ကြီးတငယ်ချင်းကိုတက်စီကပေးရတာ။တနေ့တာတက်စီကကတသိန်းအထက်မှာရှိတယ်။အဲ့ဒီဘေးဒင်းစရာဘာကောင်းမှမဟုတ်ဘူး။ဉာဏ်ပညာအသိပညာဘာမှရှိလို့မဟုတ်ဘူးလူတွေရဲ့အကြိုက်ဇယိုက်ကိုလှိုက်ပြီးတော့နီးမျိုးစုံနဲ့အလုပ်လုပ်စားကြတာကိုကျော်ကြီးလိန်စားမယ်ဆိုရင်ဒီတက်မကကိုကျော်ကြီးမှာလက်လာပါလိမ့်ရှိတယ်တန်တရာကောင်းကျိုးချမ်းသာမရှိဘူးတမာအာဇီဝမဖြစ်ဘူးအဲ့ဒီအတွက်သင်ငန်းဝတ်ပြီးတော့လည်းလိန်မစားဘူး ိုက်ပုံရင်းဝတ်ပြီးတော့လည်းလိမ်မစားဘူးကိုတော်ကြီးရလာတဲ့တရားတွေသည်မြတ်စွာဘုရားကတရားစစ်စစ်မှန်မှန်ဒီကိုကိုယ်တိုင်သိပြီးကိုယ်တိုင်လိုက်နာပြီးတော့မှခမရတို့ကိုအလကားမျှဝေတာအလကားမျှဝေတာအချို့သောသကလုံးကြီးဟာကိုကျော်ကြီးကိုအားပေးရမရောက်ပဲစော်ကားတယ်လို့ဖြစ်တယ်တို့တော့တို့တော့သူတို့ဒီလူဒီပဝင်းကျင်မှာကျင်လျားနဲ့လူကြီးဖြစ်တဲ့အတွက်အဲ့ဒီစကားတွေပေါ့ကိုကျော်ကြီးဘွေမယူဘူးဒါပေမဲ့ကိုကျော်ကြီးကိုလူဟောင်းွားပြီးတော့ မေးတာကိုဖြေရမယ်ဆိုတဲ့ပုံစံမျိုးပြောလိုက်ရင်တော့ဖိနှိပ်တဲ့ခါကျရင်မနာကြနဲ့နော်ကိုကျော်ကြီးပေးနေတဲ့စကားတွေကခမရတို့တကယ်ပတ်စံချမ်းသာတဲ့လူတွေတိတ်နဲ့တောင်းနဲ့ပုံဩပြီးတော့လှုံရင်တော့မကြားနိုင်တဲ့စကားတွေကိုခမရတို့ကအလကားမျှဝေတာဟုတ်ပြီလားအဲ့ဒီတော့ခမရတို့ဒီဒီစကားတွေကိုတယုတ်တသိမျက်စွာဖျားစကားတွေမျက်စွာဖျားစကားကို အဆင့်ကိုကျော်ကြီးကပြန်ပြီးသူတီးကိုဒီလောက်ကိုပြန်ပြီးဝင်မျှနေတယ်ဆိုတော့ကိုနှလုံးသားထဲထည့်ရင်ခင်ဗျားတို့အသိဉာဏ်အလင်းတွေပွင့်လာနိုင်မယ်။လောကကြီးထဲမှာမြတ်စွာဘုရားကအသိဉာဏ်အလင်းပွင့်အောင်လုပ်ပေးထားခဲ့တယ်။ဘာကြောင့်လဲလို့မေးလို့ရှိရင်လောကကြီးကိုငြိမ်းချမ်းစေချင်တာ။ကိုကျော်ကြီးကဘုသူ့ကိုမှမမုန်းဘူး။ဘဲပါတာကူမှလည်းမမုန်းဘူး။လူတွေကိုအသိဉာဏ်အလင်းတွေပွင့်စေချင်တာ။အဲ့ဒီအသိဉာဏ်အလင်းတွေပွင့်လာရင်လောကကြီးငြိမ်းချမ်းတယ်။ဒါကဘယ်ကိုကျော်ကြီးတို့ကမျက်နှာ။ကိုကျော်ကြီးရဲ့ပန်းနိုင်သည် လောကကြီးကိုငြိမ်းချမ်းအောင်လို့အသိဉာဏ်တွေဖွင့်ပေးရင်ကိုကျော်ကြီးတွားမဲ့အရတ်တဖို့ ဉာဏ်ကိုပဲလိုချင်တယ်ရက်တဖို့တင်ညာကိုပဲလိုချင်တယ်ဒါပါပဲကျွန်တော်မရှိရှိဝူးဝူးဘာမှမရှိဘူးခမရတို့ရှီကတုံ့ပြန်လာတဲ့တုံ့ပြန်မှုကိုကိုကျော်ကြီးကမစင်ကြမှာတော့စကားမပြောဘူးညာခမရတို့သိတဲ့အတိုင်းပဲဟုတ်ပြီနော်ခမရတို့ရှီကအလှခံဖို့နေနေတာဝေးကြီးဒါပါလဲလို့နေကိုကျော်ကြီးကကိုလန်းကိုလျှောက်ပြီးကိုပန်းနိုင်ကိုသွားတာအဲ့ဒီကြားထဲမှာခမရတို့ကောင်းကျိုးချမ်းသာတွေကိုမျှဝေသွားတာ နော်မြတ်စွာဘုရားရဲ့တရားတွေကိုလိုက်နာမဲ့သူတွေလေ့လာမဲ့သူတွေအနေနဲ့ကိုတော်ကြီးပေးတဲ့ message တခုကပါလဲလို့မြင်လို့ရှိရင်ခမရတို့ဗိဒကစာပေကိုဖတ်မယ်ဆိုရင်လောကလို့မြတ်စွာဘုရားကပြောလိုက် လောကနှစ်မျိုးကိုခမရတို့နားလည်ရမယ်တပါသောလောကလက်ရှိလောကပစ္စုပန်လောကအဲ့ဒီလောကနှစ်ခုနားလည်ရမယ်အဲ့တော့မြတ်စွာဘုရားကနတ်လောကလို့ပြောလို့ရှိရင်လည်းတပါသောလောကကိုပြောတာလူလောကလို့ပြောလို့ရှိရင်ငါတို့လက်ရှိရှိနေတဲ့လောကကိုပြောတာဩဃာသလောကလို့ပြောလိုက်လို့ရှိရင်လည်းနတ်လောကကိုပြောတာ တ္တလောကလို့ပြောလိုက်လို့ရှိရင်လည်းငါတို့လူတွေနဲ့တည်းနဲ့တမနာပြမနာတွေစုဝေးနေတယ်လူလောကကိုပြောတာအဲ့တော့လောကကိုမြတ်စွာဘုရားကအဲ့ဒီလိုတစ်ပိုင်းနှစ်ပိုင်းခွဲပြောတယ်လောကမှန်လို့ရှိရင်ဘာရှိလဲလို့မရှိရင်အာယုံ6ပါးရှိတယ်မျက်စိလည်းရှိတယ်တစ်ဖက်မှာမြင်စရာအစင်းလည်းရှိတယ်အစင်းအတန်အနံ့အရတာအတွေ့အထိဓမ္မသဘောတရားဓမ္မအဲ့တော့ပညာရက်ဒီအားလုံးဒီသဘောတရားဓမ္မတွေမှာဝင်နေတယ်စိတ်နဲ့သိနိုင်တဲ့အရာမှန်သမျှ သိပ္ပံနီးပညာပဲဖြစ်ဖြစ်ဝိဇ္ဇာနီးပညာပဲဖြစ်ဖြစ်ဘလို့နီးပညာတွေပဲဖြစ်ဖြစ်တဘာဝဓမ္မတွေမှာဝင်နေတယ်အဲ့ဒါတွေကိုစိတ်နဲ့သိနိုင်တယ်စိတ်ကဘာနဲ့သိနိုင်လဲလဲဆိုဉာဏ်နဲ့သိနိုင်တယ်နောက်ဆုံးနိဗ္ဗာန်ကိုဘာနဲ့သိနိုင်လဲလို့မေးရှင်အရဟတဖို့ဉာဏ်နဲ့သိနိုင်အရဟတဖို့စိတ်နဲ့သိနိုင်တယ်အဲ့ဒါကြောင့်မလို့လောကကြီးတစ်ခုလုံးကိုတစ်ဖက်ကအာယုံနေလို့ပြောလိုက်လို့ရှင်အာယုံ6ပါးလို့ပြောလိုက်ရှင်တတဝမှာအာယုံကန်6ပါးရှိတယ်အာယုံကန်6ပါးမျက်စိနာနာလျှာကို စိတ်ဟုတ်ပြီနော်အဲ့ဒီအာယုံခံ6ပါးနဲ့မသိနိုင်တဲ့အရာမှန်သမျှကလောကမှာမရှိတဲ့အရာတွေပဲအဲ့ဒါတွေအရာမဟုတ်ဘူးလို့မြတ်စွာဘုရားကပြောထားတာအဲ့တော့အာယုံခံ6ပါးကြီးလေဒီဘက်လောကနဲ့ပြောလို့ရှိရင်ငါတို့လူတော်မှာတယောက်နဲ့တယောက်မျက်စိတွေကတယောက်နဲ့တယောက်မြင်နိုင်တဲ့စွမ်းအားမတူမတူညီကြဘူး ိန်ကရဲ့မြင်နိုင်တဲ့စွာကပေတောင်းအမြင့်ကနေမြင်နိုင်တယ်။ငါတို့မျက်စိတွေတော့မှလူတစ်ယောက်နဲ့တစ်ယောက်ကာလာမတူတာတွေဟာကာလာဘလိုင်းဖြစ်နေတာတွေအများကြီးကွာတယ်။အဲ့ဒီလိုပဲငါတို့တဲ့တာလွန်နဲ့နတ်မျက်စိတွေရှိတယ်။တပါသောလောကမျက်စိတွေရှိတယ်။အဲ့ဒီမျက်စိတွေမှာလည်းမျက်စွာဖရားမှာရှိတယ်။နတ်မျက်စိလည်းရှိတယ်၊လူမျက်စိလည်းရှိတယ်။မျက်စွာဖရားဒီလေလောကနှစ်ခုသလုံးကိုကောင်းကောင်းသိတယ်။ဒါကြောင့်မို့တပည့်ညူတာညာလို့ခေါ်တာ။မျက်စိမျက်စွာဖရားရဲ့နတ်မျက်စိကအမြဲတမ်းမြင်နေလားဆိုတော့မဟုတ်ဘူး။အားထုတ်ရတာ။မြင်မှုအတွက်အားထုတ်ရတယ် အဲ့ဒီအတွက်အားထုတ်ရင်အာကုန်တဲ့သဘောတရားရှိတယ်။လောကရဲ့သဘောတရားရမမြဲခြင်းသဘောတရားတွေရှိခြင်းကြောင့်ကုံဆုံးသွားတဲ့သဘောရှိတယ်။အဲ့တော့မြတ်စွာဘုရားကအမြဲတမ်းတပ်ပြညုဏညာကြီးနဲ့မဆင်ခြင်ဘူး။မြတ်စွာဘုရားတပ်ပြညုဏညာနဲ့ဆင်ခြင်တဲ့အချိန်တွေရှိတယ်။လိုအပ်ရင်ဆင်ခြင်တယ်။ဒါပေမဲ့တတိပဌံ၄ပါ၊တမမဌံ၄ပါ၊အဋ္ဌိပတ်၄ပါ၊ဘုံ၅ပါ၊အိန္ဒြေ၅ပါ၊ဘောဇဉ်၇ပါ၊မဂ္ဂင်၈ပါးကိုဟောတဲ့နေရာမှာတော့မြတ်စွာဘုရားကတပ်ပြညုဏညာနဲ့ဆင်ခြင်ပြီးမှဟောတယ်။ ဘောဒီပက်ခရ138ဘာကိုဟောတဲ့အခါမှာတော့တပည့်ယူနာညံနဲ့ဆင်ကျင်ပြီးဟောတယ်။နတ်မျက်စိနဲ့ဟောတယ်။အဲ့ဒီလိုအကျယ်မြင်နိုင်တဲ့မျက်စိနဲ့ဟောတယ်။ဟုတ်ပြီနော်။ဒါကြောင့်မလို့ကိုကုံကိုဖို့မတူတော့ဆိုတဲ့ဇာတ်ကိုပြောတဲ့သူတွေသည်သူယုံမာရီတာဖြစ်ပါတယ်။ဟုတ်ပြီနော်။